မင်္ဂလာပါသားတို့သမီးတို့ရေခြေကတော့တတ္တမရန်ဇာရိတ္တနဲ့ပြည်သူနေတိဘာသာရက်ကိုသင်ကြားပေးမယ့်ဒီခြေခင်ဖြစ်ပါတယ်။ဒီနေ့ခြေပြောပြပေးမယ့်အကြောင်းအရာလေးကတော့အခန်း၃စီကံနဲ့ဥပဒေရဲ့သင်ခန်းစာ၃အကူအညီလိုရင်းပြောစီခြင်းအကြောင်းပဲဖြစ်ပါတယ်။ ကဲသားတို့သမီးတို့ရေသင်ငန်းစာ3အကူညီလိုလျင်ပြောစီခြင်းခေါင်းစဉ်တွေကို channel အတူတူလေ့လာရအောင်เนาะလူတို့ဟာတဲ့အစုအဖွဲ့နဲ့နေထိုင်ကြရတယ်တဲ့เนาะအဲ့လိုနေထိုင်တဲ့နေရာမှာ ဖြစ်ပေါ်လာတတ်တဲ့ပရိပခါတွေပြဿနာတွေအခက်အခဲတွေကိုငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရမယ်ပရိပခါတွေပြဿနာတွေကို ဖြေရှင်းခြင်းတဲ့မဖြစ်အောင်ကြိုတင်ကာကွယ်ခြင်းရတော့အကောင်းဆုံးပေါ့เนาะ အဲ့ဒါကြောင့်မလို့လူသားတွေကိုအကူအညီပေးတဲ့ကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေကိုဖွဲ့စည်းထားကြတာနော်အဲ့ဒီအဖွဲ့အစည်းတွေကလည်းကိစ္စရက်တွေအရာအားလုံးကိုတပြေးညီ ဖြည့်ရှင်း ဆောင်ရွက်နိုင်ရေးအတွက်စီကံဥပဒေနေနဲ့သတ်မှတ်ထားရှိတယ်။ဒါတို့မျိုးရေအခက်ခဲတစုံတရာနဲ့ကြုံမှုပါသလား။ထို့ကဲ့သို့တွေ့ကြုံရသည့်အခါမြည်သည့်အဖွဲ့အစည်းကိုအကူအညီတောင်းခဲ့ပါသည်။ဒါတို့မျိုးရော ုံတွေ့ဘူးပါသလားเนาะဘယ်အဖွဲ့အစည်းတွေကိုအကူအညီတောင်းခဲ့ဘူးပါသလဲခြေကတော့เนาะရက်ွက်ထဲမှာမီးလောင်တဲ့အတွက်မီးသက်အဖွဲ့အစည်းကိုဖုန်းဆက်ပြီးတော့အကူအညီတောင်းခံခဲ့ဘူးပါလေเนาะကဲဒါဆိုလို့ရှိရင်ဒီလိုအကူအညီတောင်းခံတာနဲ့ပတ်သက်ပြီးတော့ကျေတို့ဖြစ်ရက်ကလေးတွေနဲ့ဆက်ပြီးတော့လေ့လာကြည့်ကြရအောင်နော်ဖြစ်ရက်တမျိုးမျိုးတို့အိမ်မှာတဲ့မိသားစု၅ယောက်သာရှိပါတယ်တဲ့နော်အဖွားရယ်ဖေဖေရယ်မေမေရယ် မျိုးမျိုးနဲ့မောင်လေးထွန်းထွန်းတို့ဖြစ်ပါလေတဲ့နော်အဖွားကအသက်ကြီးပြီဖြစ်တဲ့ကြောင့်လမ်းမလျှောက်နိုင်ဘူးတဲ့နော်ဒီနေ့ကျတော့ဖေဖေနဲ့မေမေကခရီးသွားနေတဲ့အတွက်ကြောင့်မျိုးမျိုးကထမင်းချက်ရတယ်မျိုးမျိုးဟင်းချက်နေတဲ့အချိန်မှာမိဘပေါ်မှာ CO တည်ထားတယ်အဲ့ဒီအချိန်မှာဖုန်းဝင်လာတယ်ဖုန်းဝင်လာတဲ့ကြောင့်သူကဖုန်းပြန်ဖြည့်နေတယ်မျိုးမျိုးဖုန်းပြောနေစဉ်အတွင်းမှာပဲ CO ကတည်ထားတာကြာသွားတာပေါ့နော်တည်ထားကြအဲ CO ကနေပြီးတော့မီးတောင်နေတာကိုသူတွေ့လိုက်ရတယ်တဲ့နော်အဲ့ဒီခါမှာအိမ်ထဲမှာလည်းအဖွားနဲ့မောင်လေးပဲရှိတယ်အဲ့ခါမှာမြို့မြို့ဘာတွေဆက်လုပ်မယ်ထင်တယ်ကဲမိကုန်းလေးနေကြည့်ကြရအောင်နော်မြို့မြို့ရဲ့စိတ်ထဲမှာတဲ့ဘလို့ခံစားပြီးတော့ဘလို့ပြုတ်မှုမယ်လို့တင်ထင်ပါသည်။မြို့မြို့ရဲ့စိတ်ထဲမှာနော်အိမ်မှာအဖွားကလည်းလမ်းမလျှောက်နိုင်သူ့ရဲ့မောင်လေးပဲရှိတယ်အဲ့တော့သူ့ရဲ့စိတ်ထဲမှာဘလို့ပြသူကအားကိုးရမဲ့သွားပြီနော် အကူအညီတောင်းမယ်လို့သူထင်ပါတယ်ပါဝင်ရှင်မျိုးမျိုးဟာမြည်သို့ဆောင်ရွက်တင်ပါတည်းနော်မျိုးမျိုးဟာအိနီနာချင်းနေပါဝင်ချင်းတွေကို အကူအညီတောင်းခံတင်ပါတယ်မျိုးမျိုးဟာမြည်သည့်နေရာကိုအကူအညီတောင်းတင်ပါတည်းအဲအဓိကသူဟာမီးလောင်တာဖြစ်တဲ့အတွက်ကြောင့်မီးသက်ဌာနကို ဖုံးဆက်၍အကူအညီတောင်းတင်ပါသည်ကဲကျေလို့ဖြစ်ရနှစ်လေးကိုဆက်လေးလာကြည့်ရအောင်နော်ရက်ွက်ထဲမှာတခါမှမမြင်ဘူးတဲ့လူစိမ်းတယောက်က ညနေတိုင်းရောက်လာပြီးတော့ဒီကလေးတွေကစားတယ်ကစားနေတဲ့နေရာကိုသွားပြီးတော့ကလေးတွေကိုမုတ်ဝဲကြွေးတယ်အယုတ်လေးတွေလက်ဆောင်ပေးတယ်ပထမပိုင်းမှာတော့ကလေးတွေကကြောက်နေတယ်နောက်ပိုင်းရက်ကြာလာတော့တဖြည်းဖြည်းရင်းနှီးလာတယ်နော်အဲ့ဒီခါမှာအဲ့ဒီလူစေးကဘာပြောလဲဆိုတော့သူနဲ့လိုက်ခဲ့ပါလားမုတ်တွေအများကြီးဝဲကြွေးမယ်လူချင်းသားတွေလည်းဝဲပေးမယ်အယုတ်တွေလည်းအများကြီးဝဲပေးမယ်နော်မုတ်ဘိုးတွေလည်းပေးမယ်လို့ပြောတယ်အဲ့ဒါကိုဘယ်သူကကြားလဲဆိုတော့ဝေဝေကကြားလိုက်တယ် ကဲဝေဝေပါဆက်လုံမလဲမိကွန်းလေးနဲ့မေးကြည့်အောင်ပြောလေ့လာကြည့်အောင်နော်ဝေဝေမိတို့ဆက်လုံတင်ပါတည်းတဲ့အဲဒီကလေးတွေအတွက်ဝေဝေဟာသူတို့ရဲ့လူကြီးမိဘတွေကိုပြောပြတင်ပါတယ်လိုအပ်ပါကမြည်သည့်အဖွဲအစည်းများသို့အကူအညီတောင်းတင်တည်းလိုအပ်လို့ရှိရင်ရရွာအုပ်ချုပ်ရေးမှုတွေရဲစခန်းတွေမှာတွားပြီးတော့အကူအညီတောင်းတင်ပါတယ်ကဲနောက်ဖြစ်ရလေးတခုဆက်လေ့လာရအောင်เนาะဖြစ်ရ3ပပကတတ္တမတန်းမှာ ပညာသင်ယူနေပြီးတော့သူဟာတိခံအာနာဒတ်သူတယောက်ဖြစ်တယ်။သူစားကြတော့ခန္ဓာကိုထွားကျိုင်းပြီးတော့အတန်းပေါ်တငယ်ချင်းတွေကိုအတိုင်းကျင့်တတ်သူဖြစ်တယ်။ဒီနေ့မှာသူစားသူဖနက်အစ်စ်လိုချင်တဲ့အတွက်ကြောင့်သူ့ရဲ့ပြက်ခံဒီဖနက်ကို ပပအောင်စီခိုင်းလိုက်တယ်။ပြက်ခံဒီဖနက်ပပအောင်စီခိုင်းတဲ့ခါမှာပပစီတဲ့ခါမှာဖနက်ကပြတ်သွားတယ်။အဲ့ခါမှာသူစားပါပဲဆိုတော့သူစားဖနက်ပြတ်သွားတဲ့အတွက်ကြောင့်ပပကိုအယောတောင်းတယ်နော်။ ရောအနိုင်ကျင့်တာပေါ့ဟာလာပပကသူကပပက तू ခဏလေးတဲ့ခဏလေးပဲစီးကြည့်တာနော်ဖနက်ကငိုတဲ့ကပြက်ခံပြီးဖြစ်နေတဲ့အကြောင်း तू ကပြောပြတယ်နော် तू စားကလည်းပပရဲ့အာနာမှုတိခန့်တမ်းမှုတွေကိုခွင့်ကောင်းယူပြီးတော့ပပကိုမုတ်ဘိုးတွေကိုယော်ကြီးဖြစ်ယော်ပေးဆိုပြီးတောင်းတယ်နော်ပပကလည်း तू စားနဲ့ခင်မင်မှုမပြတ်စေခြင်းနဲ့အတွက်ကြောင့်ပါသမျှမုတ်ဘိုးတွေကိုမငင်းမဲနဲ့ယော်ကြီးဖြစ်နေ့တိုင်းပေးနေရတယ်အဲ့လိုနဲ့နှစ်ပတ်ခန့်ကြာသွားတယ် နော်ဘာတွေဆက်ဖြစ်မလဲကြည့်ရအောင်မိကွန်းလေးနဲ့ချဲလို့ဆက်ပြီးတော့ဆွေးနွေးရအောင်ပပဟာတဲ့ဘသူ့ကိုမှမတိုင်ပင်မဲနဲ့သူ့ရဲ့ပြဿနာကိုဖြေရှင်းနေတာမှန်တယ်လို့ထင်ပါသလားကဲဘလို့ထင်တယ်သားတို့သမီးတို့ရေဒီလိုမျိုးသူဒါသူအနိုင်ကျင့်ခံရတယ်ဒီလိုမျိုးပြဿနာတွေကိုသူသူဖြေရှင်းနေတာကမမှန်ပါဘူးကွယ်တင်သည်တဲ့ဤကဲ့သို့အဖြစ်မျိုးနဲ့တွေ့ကြုံရနေမိကဲ့သို့ဖြေရှင်းမိနေတဲ့ကဲသားတို့သမီးတို့ဆိုရင်ဘလို့ဖြေရှင်းမလဲပထမဆုံး အနည်းဆုံးပြတဲ့တငယ်ချင်းတွေကိုအကူအညီတောင်းမယ်တငယ်ချင်းတွေကိုပြောပြမယ်ပြီးလို့ရှိရင်ဆရာတွေဆရာမတွေကိုပြောပြမယ်မိဘတွေကိုပြောပြပြီးတော့ဖြည့်ရှင်းပါမယ်သူစာကရောထိုကဲ့သို့လှုပ်ရမျိုးလှုပ်တင်ပါသလားအကြောင်းစုအကြောင်းသားချင်းချင်းတငယ်ချင်းချင်းချင်းနော်သူစားကဒီလိုမျိုးအနိုင်ကျင့်တဲ့လုပ်ရမျိုးကိုမလုပ်သင့်ပါဘူး။ဒီသင်ခန်းစာရဲ့အဓိကအချက်ကလေးတွေကိုပြောပြပေးမယ်နော်။မိမိပါဝင်ခြင်းမှာဥပဒေရ၎င်းနော်လူမှုရေးရ၎င်း အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းများเนาะအကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းများကိုသိရှိထားရမှာဖြစ်ပါတယ်။ဒီချေကအခန်း၃စီကတ်နှစ်ဥပဒေမှာပါတဲ့သင်ခန်းစာအလုံးကို ရှင်းလဲရှင်းပြခဲ့ပြီးပြီးတစ်ဆက်တည်းเนาะအဓိကအချက်ကလေးတွေကိုလည်းသုံးလဲသုံးသက်ပြခဲ့ပြီးပြီဆိုတော့သားတို့သမီးတို့လည်းနားလဲသဘောပေါက်လိမ့်မယ်လို့တချင်မျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာတချင်တို့ပြန်တွေ့ကြမယ်နော်။